Joel, oh, 家送行。你行喏，你行喏，对了么口念你行喏，兄们别不嘿他送干，该归回家耶，路路该关耶，奥奈亚美。ချစ်တွေငါတို့အားလုံးငါကြွေကြော ပါမြင်ကြစေလာလာလာကြဟေးမြမပြည်သားတို့ရေငါတို့အားလုံးစီလုံးမင်္ဂလာပါခင်ဗျာ Farrah Fan ကိုနားဆင်ကြတဲ့သောရရှင်တွေအားလုံးကျမ်းမာချမ်းသာကြပါစေအခုကျွန်တော်တို့ Farrah Fan ရဲ့ Radio အစီအစဉ်တွေကို Greenie ပြည်မှာ90.2 MHz 90.2 MHz နဲ့ Farrah Fan ရဲ့ Facebook နဲ့ YouTube ကနေထုတ်လွှင့်ပေးသွားမှာပါ Farrah Fan ရဲ့နေ့စဉ်ထုတ်လွှင့်ချက်တွေကို ဗီဒီယိုတိုင်ကနေဆိုရင်ညနေ6:00နာရီကနေည7:00နာရီအထိ60ဒသမ2မီဂါမာဖမ်းယူနိုင်နိုင်ပါတယ်။ဒီနေ့ရောက်ထုတ်လွှင့်ချက်တွေကိုရေဒီယိုမှာမနက်ဖြန်မနက်7:00နာရီကနေနေ့လယ်7:00နာရီအထိမှာပြန်ပြီးတော့နိုင်နိုင်ပါတယ်ခင်ဗျာ။အစည်းအဝေးကိုမကြင်ညာခင်မှာတည်ပြီးကျင်လာရှိပါသည်။ Line Core Demoso Fruso ဘောလခဲလက်မကြီးကို မြေပြင်စီးရေးခြေနေရအုံပြူသွားလာတာမှပြုလုပ်ကြဖို့ Greeny မျိုးသားများကာကွယ်တပ် KNDF ကအများပြည်သူကိုအသိပေးထားပါတယ်။ဒါကြောင့် Farrier Fan ပြည်သက်တွေအနေနဲ့အသွားလာကြိုးဆိုင်ကြဖို့နဲ့သက်ဆိုင်ရာဖွဲ့စည်းတွေရဲ့စီးရေးအသိပေးတာတတိပေးတာတွေကိုလိုက်နာကြဖို့အသိပေးချင်ပါတယ်။90.2 MHz FM ဒီနေ့မြန်မာတက္ကသိုလ်1389ခုဒဇောင်ဘုံလဆို73ရက်2025ခုနှစ်နိုဝင်ဘာလ18ရက်တနင်္လာနေ့ Fire Fan ရဲ့စီစဉ်တွေကိုကျွန်တော် Software Tree ကတင်ဆက်ပေးတော့ပါဒီနေ့ Fire Fan ကနေ Fire Fan ရဲ့နေ့စဉ်သတင်းငါတို့အတူကိုစီးခဲ့တဲ့နိုင်လက်တံတွေဆိုရင်တွေကဗျာ Fire Fan ရဲ့ပေးစာပြန်စာခဏစာရတွေကိုတင်ဆက်ပေးဖို့ပြင်ဆင်ထားပါတယ် FM 90.2 MHz Forever ကိုနားဆင်နေရတာပါအခုပထမဆုံးအနေနဲ့ Forever ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးကြပါမယ်အဘဒါစရိစမူဝဒီကူတရာမင်္ဂလာပါဒီနေ့တော့ရွေးကောက်ပွဲကိုဆက်ကြမယ်လူထုသဘောထားစစ်တမ်းနိုဝင်ဘာလအတွင်းကောက်မယ်ဆိုတဲ့တဲ့ ကပါစာ23အဝင်လမ်းပေါ်မှာရှိရဲရွှေပင်ဂိတ်စခန်တိုက်ခိုက်ခံရပြီးတဲ့နောက်အနီးနာကရက်ွက်နေအိမ်တွေကိုစစ်ကော်မရှင်မိရှုနယ်တည်နေမိုးလေဝါသစခန်မှာစစ်ကော်မရှင်တပ်ဝါသဖြန့်တပ်ပုံရိုက်နေစဉ်အီအီရဲလက်နက်ကြီးထိမှန်ပြီးတော့အစုလိုက်အပြုံလိုက်တီးဆိုးတဲ့တည်နေစတဲ့တည်နေပါဝင်ဖရက်အဖိုင်ရဲ့ဒီနေ့နိုဝင်ဘာလ19ရက်နေ့အတွက်နေ့စဉ်တည်နေကိုချမအင်းကြီးကတင်ဆက်ပေးပါမယ် စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲပေါ်ပြည်သူတွေဘလို့သဘောထားရှိလဲဆိုတာကိုဖော်ပြမယ်။2025မြန်မာလူထုသဘောထားစစ်တမ်းကိုနိုဝင်ဘာလ16ရက်နေ့မှာစတင်ကောက်ယူနေပြီလို့သိရပါဗျ။ဂျပန်မြန်မာ Future Conference ကဆောင်ရွက်တဲ့အဲ့ဒီသဘောထားစစ်တမ်းကိုနိုဝင်ဘာလ16ရက်နေ့မှာစတင်ကောက်ယူပြီးနိုဝင်ဘာလ30ရက်နေ့မှာတော့တမတ်ကာလပြည့်မှာဖြစ်တယ်လို့ရရှိလာတဲ့စစ်တမ်းရလဒ်တွေကိုနိုင်ငံတကာအတိုက်အဝန်နဲ့အဖွဲ့အစည်းတွေစီကိုတင်ပြမှာဖြစ်တယ်လို့သိရပါဗျ။ စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာမြန်မာလူထုရဲ့ဆန္ဒနဲ့ဘလောက်ထင်ဟပ်နေတယ်လဲဆိုတာကိုနိုင်ရှင်ဖို့အချက်အလက်လိုအပ်တဲ့အတွက်မြန်မာပြည်သူတွေကဒီစစ်တမ်းမှာလူဦးရေတန်းနဲ့ချီမြများပါဝင်ပြီးမိမိတို့ရဲ့ဆန္ဒကိုထုတ်ဖော်တင်ပါတယ်လို့လည်းသူကပြောပါတယ်စစ်ကော်မရှင်ဟာရွေးကောက်ပွဲအပိုင်း၁ကိုလာမယ့်ဒီဇင်ဘာလကုန်မှာကျင်းပဖို့ဆောင်ရွက်နေပြီးတော့ရွေးကောက်ပွဲပေါ်ဝေဖန်မိရင်တော့ဖမ်းဆီးထောက်ချရပြီးလုပ်နေပါဗျ။ နိုဝင်ဘာလ15ရက်နေ့မနေ့ကမကွေးတိုင်းကြောအမတ်နေ့ရက်ကွက်ရွှေပင်ရကာကွယ်ရေးပစ္စည်းစစ်ရုံ23အဝင်လမ်းမှာရှိတဲ့ရွှေပင်စစ်စီရေးဂိတ်စခန်းကိုတော်လရေးတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ကော်မရှင်တပ်ရဲ့တပ်ကြက်ကြီးတဦးအပါအဝင်ခုနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ကန့်ကောခရိုင်တပ်ရင်18 19 drone တပ်ရင် YDF နဲ့ကြောတိုက်နယ်ဘက်ကဖတ်ပူးပေါင်းပြီးအဲ့ဒီစခန်းကိုမနေ့6နိုင်မှာစတင်တိုက်ခိုက်ခဲ့တာလို့ဒေသတွင်းတည်င်းအရင်မြစ်တွေက Federal FN ကိုပြောပါဗျ။ ကိစ္စကံတိုက်ခိုက်ခံရပြီးညနေ၄နာရီလောက်မှာတော့စစ်ကော်မရှင်တပ်ဟာအနီးအနားကရွှေပင်ရွာမှာရှိတဲ့နေအိမ်တွေကိုမီးရှို့နေတယ်လို့သိရပြီးတော့ဒေသခံပြည်သူတွေလည်းထွက်ပြေးသိမ်းရှောင်နေရကမနေ့ကအထင်းအောင်ဆုံးရရှိထားတဲ့တည်င်းအရနေအိမ်35လုံးကိုစစ်ကော်မရှင်ကမီးရှို့ခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။ ရခိုင်ပြည်နယ်ကြောင်ဖြူမြို့နယ်မင်းပြင်ကြီးရွာမှာရှိတဲ့မိုးလေဝသရေဒီယိုတာဝါတိုက်စခန်းကုန်းမှာပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဝါဒဖြန့်တပ်ပုံရိုက်နေစဉ် EE ကပြစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီးတော့အစူလိုက်အပြုံလိုက်တိုက်ဆုံခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်မှာစစ်ကော်မရှင်တပ်ဖက်ကဘယ်နှဦးထိခိုက်သေးဆုံးနေဆိုတာကိုတော့အတိမပြုနိုင်သေးသလိုဒီကိစ္စနဲ့ပတ်သက်ပြီးစစ်တပ်ဝါဒဖြန့် channel တွေကလည်းနှုတ်ဆက်နေတာကိုတွေ့ရပါဗျ။ အဆိုပါတာဝါတိုက်စခန်းဟာကြောက်ဖြူမြို့ရဲ့တောင်ပစ်15မိုင်အကွာကြောက်ဖြူရန်ကုန်အဝေးပြေးကားလမ်းမှပြီးမင်းပြင်ကျေးရွာမှာတည်ရှိတာဖြစ်တယ်လို့ဒေသခံတွေထံနေသိရပါဗျ။မကွေးတိုင်းပေါ့မြို့နယ်မှာစစ်တောင်းထိုးမိရှုနေတဲ့စစ်ကော်မရှင်စစ်တောင်းနဲ့ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်ဖက်ကတပ်ဖွဲ့ဝင်16ဦးသေဆုံးခဲ့တယ်လို့ပေါ့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါ့ပကဖကတတင်းထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်တရေမိတ်ထီလာအခြေဆိုင်တမကူကူလက်အောက်ခံအမတ်၁အမတ်၁ခမာယာတရကိုပူပေါင်းစစ်တောင်းဟာပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့ကစပြီးအင်အား400လောက်နဲ့ပေါ့မြွနဲ့အတွင်းကိုစစ်တောင်းထိုးဝင်ရောက်လာရာနိုဝင်ဘာလ3ရက်နေ့5ရက်နေ့တို့မှာတော်လရေးပူပေါင်းတဲ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါဗျ။ ပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့မှာပေါင်မြွနဲ့တောင်ပိုင်းကြောက်ကရွာအနီးမှာဖြစ်ပွားခဲ့တဲ့ပထမအကြိမ်တိုက်ပွဲမှာတော့စစ်ကော်မရှင်တပ်ဖွဲ့ဝင်10ဦးတေဆုံးခဲ့ပြီးပောက်ပကဖနဲ့မကွေးပြည်သူ့ကာကွယ်ရေးအဖွဲ့ MGY PDF တို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့အဲ့ဒီတိုက်ပွဲမှာပကဖရဲဘော်တို့ဦးလည်းချက်ဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။ စကိုင်းတိုင်းဗမောက်မြို့မှာရှိတဲ့တော်လရေးတပ်တွေတင်းယူထားရနှစ်တလစခန်းကုန်းကိုစစ်ကော်မရှင်တပ်ကလေးချောင်းနဲ့ဘုံအလုံး60လောက်ကျေးချတိုက်ခိုက်ခဲ့တဲ့အပြင်အသေးခံ drone တွေပါတုံးပြီးထိုးစစ်ဆင်နေတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့မနက်7:00နာရီလောက်မှာနာတာလာစခန်းကုန်းကိုဝိုက်တွဲလင်ရင်နဲ့ဘုံအလုံး60လောက်ကျဲချပြီးတော့ရှမ်းနီတက် SNA နဲ့စစ်ကော်မရှင်ပူးပေါင်းတပ်ဟာစခန်းကုန်းရဲ့ခြံစည်ရိုးနာအထိကက်လာခဲ့တယ်လို့တိုက်ပွဲအတွင်းဖက်ရအဖန်ရဲ့တည်င်းအရင်မြစ်အူကပြောပါတယ်။ တိုက်ပွဲမှာ SNA နဲ့စစ်ကော်မရှင်တပ်ဖက်ကအထူးခိုက်များနိုင်တယ်လို့တော်လရေးတပ်တွေဖက်ကခန့်မှန်းထားတယ်လို့ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့တိုက်ပွဲမှာ SNA နဲ့စစ်ကော်မရှင်တပ်ဖက်က အသုံးပြုခဲ့တဲ့အသေးခံဒရုန်း3စင်းကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတရက်ထဲမှာပဲစစ်ကော်မရှင်လေတပ်ကဂျက်ဖိုင်တာတစ်စီးနဲ့ဘုံးနှလုံးထပ်မံကျေချတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါဗျ။ဒီနေ့နိုဝင်ဘာလ18ရက်နေ့အတွက် FRFN စစ်တပ်တွေကိုကြားခဲ့ရတာပါကျမအေနီပါရှင်။ ဖရဲဖန်ရဲ့အစီအစဉ်တွေကိုကြားနေရတာပါဖရဲဖန်ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းကို တင်ဆက်ပေးခဲ့တာပါအခုຫນွေကပြကိုတင်ဆက်ပေးချင်ပါတယ်ကပြဆရာတိုးကျော်သူရဲ့ငါတို့အတူ ခိုးစည်းခဲ့တဲ့နိုင်လက်တံတွေဆိုရင်ကပြကို ကြားကြမှာပါမင်းမြတ်ကအတန်းနဲ့တင်ဆက်ပေးထားပါတယ်ငါတို့အတူခိုးစည်းခဲ့တဲ့နိုင်လက်တံတွေ အပြင်မှာအရာရာဟာထိတ်လန့်မောင်မဲဝေဒနာကိုစီနဲ့နှက်ဆိုးဝင်မှုသလိုငါတို့စိတ်တွေမကြမ်းမာနေခဲ့တာဘလောက်ကြာပြီလဲနေကင်းကတော့ငါတို့ကြောချင်းကက် လောကကြီးကိုရင်မောပစ်ခဲ့ကြသည်ဒီလိုပါပဲငါတို့ရင်ခုန်တန်တွေ ပြန်ဆန်းနိုင် အန်ရဲစွန်းမှာလမ်းလျှောက်ရသလိုကြီးပဲငါတို့ရောငါတို့နိုင်ငံရောက စက္ကတ်သမားရဲ့ဓာတ်ချက်တွေလို အခြေခံဥပဒေလို့ တော်လန်ရေးတရက်လို့နင်းနေမှအမှားခံလို့မရခဲ့ဘူးခုညဆိုရလဲငါတို့အသားကြနေစေဆင်မပြေမှုတွေကို မောင်းတင်တနေ့ဆိုရဲပြက်မှတ်စီမျောလင်းချက်ကြီးထိုးထားရတဲ့ညတွေတဲကတညမဟုတ်လားအီစီပေါ်ကိုလူမလိုချင်တာတွေပဲရတဲ့နှစ်တွေကိုယိုးနေပြီငါတို့ကလင်းမဲ့တွင်းနေကြီးတယ်တယောက်ခံစားချက်တယောက်ထိုးဖောက်သိမြင်ခဲ့ကြတဲ့ရဲဘော်တွေပဲ။ မဲမှလည်းမဲမရောက်ချင်တဲ့အလွမ်းနဲ့ငါမှလည်းငါခီးမဆက်ချင်တဲ့အဆွေးနဲ့မင်းတို့ငါတို့ကကြပြားလေးတွေရေးပြီးကိုယ်နှလုံးသားလေးကိုအေးအေးချမ်းချမ်းထားချင်တာပါဆဲ့အတွင်းကဆိုင်ကုန်ကိုမင်းလည်းမကြည့်ရသလိုဟစ်တလာလက်အောက်ကပါရီကိုငါလည်းကြည်ကွဲရတယ်ငါတို့မြင်လို့တဲ့ဘဲမျိုးကြီးကိုမဆိုသူတို့ရဲ့သွေးထက်တန်ရုံနေ့ရက်တွေတမိုင်းတထဲထပ်ပါလာမှာငါတို့မလိုလားကြပါဘူး ငါတို့ကတဘာဝရဲစီးမျောရတာကြိုက်တယ်။ပန်းကလေးတွေဖူးပွင့်မြဲပွင့်နေတာကိုချစ်တယ်။ကိုလှမ်းနိုင်တဲ့လောက်ရောက်မဲ့လမ်းလေးကိုတံမိုးထားတယ်။ကြောဘိုးအိတ်တလုံးနဲ့စိတ်ပျော်ရာလွင့်ခဲ့တဲ့စာသင်ခန်းချိန်တွေလမ်းဘေးအုပ်ခုံတွေရဲ့ဂစ်တာသံညတွေဖြတ်ကျော်ခဲ့ရာကာလတွေစီငါတို့ရဲ့အမှတ်ရမှုတွေကနယံတစ်ခုမှာအချိန်ကြာပဲ့တင်နေုံမှာတည်ကြတယ်။အော် မင်းတို့ငါတို့ရဲ့နိုင်တွေဟာ စီးကျက်ညီကဲမှုတွေအများသာအကြိုက်ခဲပြောက်ဆေးတွေနဲ့လူလုတ်စစ်ပွဲတွေကိုပဲမုံပါတယ်ဒူးကျော်သူ90.2 megahertz Federal FM Forever ကနေတန်လွင်နေပါတယ် ငါတို့တူခိုးစည်းခဲ့တဲ့နိုင်လက်တံတွေဆိုတဲ့နှွေးကပြကိုကြားခဲ့ကြတာပါအခုနောက်ဆုံးအနေနဲ့ Federal Fund ရဲ့ဘေးစာပြန်စာခဏကိုကြားကြမှာပါဒီ season ကတော့ Federal Fund ကိုဘေးပို့လာတဲ့စာလေးတွေကိုပြန်ပြီးတော့ဖတ်ပြပေးတဲ့ season ဖြစ်ပါတယ်ဒီဖို့က season တင်ဆက်ပေးထားပါတယ်နားဆင်ကြည့်ပါခင်ဗျာ Therapeutic Miglama တနင်္လာနေ့တိုင်းထုတ်လွှင့်ပေးနေတဲ့ Federal Fund ရဲ့ဘေးစာပြန်စာခဏကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီတစ်ပတ်မှာတော့ Federal Fund ကိုဘေးပို့လာတဲ့စာတွေကို ကျွန်တော်ဒီပို့ကဖတ်ပြပေးသွားပါမယ်ဒီတပတ်ပေးပို့လာတဲ့ပထမစာသဆောင်မှာတော့ while to ama make ဖြစ်တူတူကရှစ်တမ်းမှာကျဆုပ်တွားခဲ့ရတဲ့တော်လာရဲရဲဘော်တွေရဲ့အတဲဝင်းကြီးတွေငိတ်ချစေဖို့အတွက်စူတောင်းမြတ်တာပို့ပေးတဲ့အကြောင်းရေးသားထားတာပါစာထဲမှာရေးထားတာကတော့ရှစ်တတွေအတဲပေးဆက်ခဲ့ကြရတော့ပြည်သူအာဇာနည်တွေရဲ့ကောင်းတွေရဲ့အတဲဝင်းကြီးတို့ဒီကောင်းရလာတို့ရှာလာနိုင်ကြပြီး ကောက်ကေနိုင်ငံဒုက္ခဘောတို့ဆန်စားရောက်ရှိနိုင်ကြပါစေတိဆောက်တော်သောရေဘော်တွေရဲ့ဝိညာဉ်တွေလည်းချက်ရှိတော်အသက်ရှိရေဘော်များအားကာကွယ်ပေးနိုင်ကြပါစေပေးအတေရများကိုလည်းကာကွယ်ပေးနိုင်ကြပါစေမကောက်ဆူဝါများကိုလည်းဖယ်ရှားနိုင်ကြပါစေတူတိုးလင်းတွေရဲ့အတဲဝိညာဉ်တွေဖျက်ရှိတဲ့တူထာဝရဆာစားနိုင်ကြပါစေလို့စုမကောင်းတောက်ပေးလိုက်ပါတယ်စုပြီးရေးတာထားတာပါစာထဲမှာရေးထားတဲ့အတိုင်း ပီတူရီကိုကောက်ွယ်ပြီးအနာတိတ်စိတ်တာကိုတိုက်ခိုက်ရေးကြဆုပ်ခဲ့ရတဲ့ရုပ်ဝတ်တွေအလိုရဲ့ဝိညာဉ်တွေကိုဖျားတခေကမဆပ်ပြီးကောက်ကင်နိုင်ငံကိုခေါ်ဆောင်ပါစေ။ကောက်ကင်ဘုတ်ကိုရောက်တဲ့အခါမှာလဲကောက်ချီမိကလာအစာပေါင်းများစွာပြန်လည်ခန်းစားရမှာစလို့ကျွန်တော်ကနေလဲထပ်တူစုမကောက်တော့ပြလိုက်ပါရခင်ဗျာ။တဲ့အပြင်ခရီနီပီတူတွေကိုကာကွယ်ပေးနေကြတဲ့ပီတူကာကွယ်ရေးရုပ်ဝတ်တွေကို အပြင်းစင်မဲ့တချစ်တပုတ်ကိုလည်းတောက်ဆူထားတဲ့အကြောင်းရေးသားထားပါသေးတယ်။စာထဲမှာရေးထားတာကတော့ကရင်နီပီတူများကိုကာကွယ်ပေးနေကြတဲ့ပီတူကာကွယ်ရေးတပ်သားမိမိရဲ့ပုံများအတွက်အပြင်းစင်မဲ့တချစ်တပုတ်ကိုတောက်ဆူချင်ပါတယ်။ကျေးဇူးပြုပြီးကလေးတွေအတွက်တိုက်ဆိုင်မဲ့တချစ်လေးတပုတ်ကိုထုတ်လွှင့်ပေးပါနော်။တပ်သားမိမိတို့ကို အမြဲတည်တည်ရချင်နေလဲပါဆိုပြီးရေးသားထားတာပါ။ တော်လာရေးရဲ့ဘော်တွေအတွက်အဖြစ်စင်မဲ့တချစ်တပုတ်ကိုတောက်ဆိုထားတဲ့အတွက်အစိုးတော်လင်းလင်းရဲ့ရောင်နီဆိုတဲ့တချစ်တပုတ်ကိုဖွဲ့ပြပေးလိုက်ပါတယ်။နတ်စစ်ချေပါခင်ဗျာ။ lam ya tu ya ti mya ne to a ti bi နောက်ထပ်တစ်ဆောင်မှာတော့မာယောတော်အောင်မမိခိတူကအချင်းချခံနေရတဲ့အမေတော်အဆာစုကြည်အတွက်ဆုမကောက်တော့ပေးတဲ့အကြောင်းရည်တာပြီးပြပို့လာတာပါစာထဲမှာရေးထားတာကတော့အချင်းထောက်တွင်းတွေချုံနောက်ခါရတော့အမေတော်အဆာစုကြည်ကျမရဲ့အများဆုံးပြန်လဲကောင်းမွန်လာစေရနဲ့အချင်းထောက်မအများဆုံးပြန်လဲလွမြလာနိုင်ရန်ဖျားရှိရဲ့ကောက်ွယ်ဆောက်ချေခံစားရရှိရဖလိုအစ်စရာပြေဝစေရန် ဖြစ်သူများနဲ့အတူအမြတ်ဆုံးပြန်လည်တွေ့ဆုံနိုင်တော့ခွေအမြတ်ဆုံးရရှိလာနိုင်ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဆိုပြီးရေးသားထားတာပါစာထဲမှာရေးထားတဲ့အတိုင်းအမေတော်အဆဆုတည်လည်နေကောင်းချမှာပါစေအချင်းထမလည်းအမြတ်ဆုံးပြန်လည်လွတ်မြောက်လာပါစေအမေတော်အဆဆုချီအတွက်ဆုတောင်းမြတ်တာပို့ပေးတဲ့ဝမ်းယုံအောင်မှမိခင်နဲ့နေကောင်းချမှာပြီးပျော်ရှရတဲ့နေ့ရက်ကိုပတ်ဆိုင်လာပါစေလို့ကျွန်တော်တို့ဖန်ရဖက်ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ် ကျွန်တော်တို့ fan web ဖက်ကိုအမြဲတမ်းနှဆစ်ပေးနေကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။မိဘပြည်သူတွေတင်တဲ့မိမိတို့နေရာကိုအမြတ်ဆုံးပြနိုင်ဖို့နဲ့ပြောရှင်ရတဲ့နေ့ရက်လေးကိုပတ်စံနေကြဖို့စုမကောင်းတောင်းပေးရင်ကျွန်တော်တို့ fan web ရဲ့ပိစပ်ပြဆက်ခဏခဏနှုတ်ဆက်လိုက်ပါရခင်ဗျာ။ကျွန်တော်တည်ဖို့ပါခင်ဗျာ။90.2 megahertz FM တော်ရရှိမြောက်ခင်ဗျာ line core dimosu fruzo ball ခေလမ်းမကြီးကိုမြေပြင်စီရေးချင်နေရအုံပြူသွားလာတာမပြုလုပ်ကြဘူး green name မျိုးသားများကကွယ်တက် KNDF ကအများပြည်သူကိုအသိပေးထားပါတယ်ဒါကြောင့် ferry fan ရဲ့ပြည်သက်တွေအနေနဲ့အသွားလံယူဆိုင်ကြဖို့နဲ့သက်ဆိုင်ရာဖွဲ့စည်းတွေရဲ့စီရေးအသိပေးတာတတိပေးတာတွေကို လိုက်နာကြဖို့အသိပေးချင်ပါတယ်90.2 megahertz ဖရယဖန်ရဲ့တနင်္လာနေ့ထုတ်လွှင့်တဲ့အစီအစဉ်တွေကိုကြားခဲ့ကြတာပါအခုအစီအစဉ်တွေကိုဖရယဖန်ဝိုင်းတဲ့သူဝိုင်းတော်သားတွေပူးပေါင်းတင်ဆက်ပေးခဲ့တာပါဖရယဖန်ရဲ့အစီအစဉ်တွေကိုဖရယဖန်ရဲ့ Facebook YouTube Telegram Website Instagram နဲ့ TikTok စတဲ့ platform တွေမှာကြည့်ရှုနားထောင်နိုင်ပါတယ် ရနေပြည်မှာဆိုရင်တော့ရေဒီယိုမှာ60ဒသမ2မီဂါကနေညနေ6နိုင်ကနေည7နိုင်ထိထုတ်လွှင့်ချိန်မှာဖန်ယူနားဆင်နိုင်ပါတယ်။ဒီနေ့ညထုတ်လွှင့်ချက်တွေကိုပြန်ပြီးတော့နားဆင်ခြင်းနဲ့ဆိုရင်ရေဒီယိုမှာမနက်ဖြန်မနက်7နိုင်ကနေနေ့လယ်7နိုင်ထိထပ်မံထုတ်လွှင့်ချိန်မှာပြန်ပြီးတော့နားဆင်နိုင်ပါတယ်ခင်ဗျာ။90.2 MHz FM。法律要份，阿龙也等。